အားလုံးပဲမင်္ဂလာပါမြန်ခရစ်တော်ရရှိထားတဲ့ခရစ်တော်နဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုတက်ဆက်ပေးပါမယ်။တောင်ကိုရီးယားမှာအပိတ်ခံလိုက်ရတဲ့ CH application တွေရဲ့သတင်းနဲ့အတူ NFT ရောင်းရငွေတွေကိုမုံလာဥလို့လို့ထောင်ကြားရမဲ့ပုံကိုရဲ့သတင်းတွေကိုတင်ဆက်ပေးသွားကြပါမယ်။ကျွန်တော်ကတော့စီစဉ်တင်ဆက်သူခူးဖြစ်ပါတယ်ခင်ဗျာ။ပထမတော့အနေနဲ့တောင်ကိုရီးယားမှာအပိတ်ခံလိုက်ရတဲ့ centralized exchange application တွေရဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။တောင်ကိုရီးယားအစိုးရကတော့ crypto exchange 14ခုရဲ့ application တွေကို Apple App Store နဲ့ Google Play Store တို့ဘောကနေဖြုတ်ချလိုက်ပါတယ်။ခုကွိုင်းနဲ့ MEAC တို့အပါဝင် Crypto Exchange 14ခုကိုတောင်ကိုရီးယားနိုင်ငံတွဲမှာ download လုပ်လို့မရတော့အောင်ကန့်တက်လိုက်တာဖြစ်ပြီးဒီ exchange တွေကအစိုးရလက်အောက်မှာမှတ်ပုံမတင်ထားပဲလုပ်ငန်းလဲပတ်နေတာကြောင့်ဖြစ်ကြောင်းဆိုထားပါတယ်။တကယ်တော့အစိုးရလက်အောက်မှာမှတ်ပုံမတင်ထားတဲ့ exchange ပေါင်း22ခုအထိရှိနေတာဖြစ်ပြီးတော့ဒီထဲက16ခုကိုသာပိတ်ရသေးတာလည်းဖြစ်ပါတယ်။ဒီစင်းထဲမှာနာမည်ကြီး exchange တွေတဲကဆိုရင်တော့ MEXC နဲ့ KuCoin တို့ပါဝင်နေပြီးတော့ ဘိုင်းနက်ပေကန်နဲ့ဘိုင်းဘေးအိုကိတ်စလို့အချင်းတွေကတော့မပါဝင်သေးပါဘူး။တောင်ကိုရီးယားအစိုးရဟာခရစ်တိုပလက်ဖောင်းတွေနဲ့ပတ်သက်လို့အတော်လေးတင်းကျပ်လာနေတယ်လို့အစိုးရလက်အောက်မှာမှတ်ပုံမတင်ထားတဲ့ပလက်ဖောင်းတွေကိုလည်းသတိပေးတာအရေးယူတာမျိုးတွေတောက်လျှောက်လှုပ်လာနေပါတယ်။လက်ရှိမှာတောင်ကိုရီးယားခရစ်တိုအသုံးပြုသူဦးရေကတပြည့်ပြည့်တိုးလာနေပြီးတရားဝင်စီးရင်ရှိပေးတာအိတ်ချင်းယူဇာတွေတင်မဲ16တန်းအထိရှိနေပြီးတော့နိုင်ငံလူဦးရေရဲ့30ရာခိုင်နှုန်းအထိရှိနေပြီဖြစ်ပါတယ် ကျန်းကျင်သူတွေကတော့2025ခုနှစ်ကုန်ပိုင်းမှာတောင်ကိုရီးယားခရစ်တိုယူဇာအရေအတွက်ကတန်းနေရာကိုကျော်လွန်သွားနိုင်ကြောင်းခန့်မှန်းထားကြပါတယ်။တောင်ကိုရီးယားအရက်သားတွေအပြင်အစိုးရအရာရှိတွေကလည်းခရစ်တိုကာရန်စီတွေကင်ထားကြကြောင်းထုတ်ပြောထားကြပြီးတော့ Bitcoin, Ethereum, XRP နဲ့ Dogecoin တို့အပါအဝင် Crypto Assets တွေစုစုပေါင်းပိုင်ဆိုင်မှုကဒေါ်လာ9.8မီလီယံအထိရှိနေတာလည်းဖြစ်ပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့ NFT ရောင်းရငွေတွေကိုမုံလာအုပ်လုပ်လို့ထောင်ကြရမဲ့ပုံကိုရဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ NFT ဘရိုတယောက်ကတော့ NFT ရောင်းရငွေတွေကိုမုံလာအုပ်လုပ်မှုမှာအပြည့်ရှိချောင်းဝန်ခံလိုက်ပါတယ်။ Pennsylvania ပြည်နယ်ကဝေလွန်ဝီခေါ်ဆိုတဲ့ပုံကိုကတော့ CryptoPunks NFT တွေအယောင်းဝယ်လို့ရကနေရတဲ့အမြတ်အစွန်ပေါင်းဒေါ်လာ73တန်းကိုအခွန်ရှောင်ခဲ့တာဖြစ်ပါတယ်။2021ခုနှစ် Boom Market ဖြစ်နေချိန်တုန်းက NFT တွေလည်းရွှေခေတ်ထားခဲ့တဲ့အချိန် CryptoPunks NFT တွေကလည်းတကယ်ကိုဒိတ်ဒိတ်ကျဲရောင်းမှန်းဝယ်ပန်းလှခဲ့ပါဗါ2021ခုနှစ်တုန်းကအ ਨੇ ဆုံးရောင်းထွက်ခဲ့တဲ့ဈေးကလည်း125 ETH ဒေါ်လာ4,900အထိရှိခဲ့သလိုအခုလက်ရှိကျန်းကင်းဈေးတင်မဲ့62.5 ETH ဒေါ်လာ6,900အထိရှိနေဆဲဖြစ်ပါတယ်ဒီလိုရွှေခေဖြစ်ခဲ့တဲ့အချိန်မှာ Wei Cost ကတော့ Bank 62ကောင်ကိုဒေါ်လာ7.4 million နဲ့ရောင်းခဲ့သလို2022ခုနှစ်မှာတော့ နောက်ထပ်ပန်35ကောင်ကိုဒေါ်လာ4.9မီလီယံနီးပါးနဲ့ရောင်းထုတ်ခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့ဝင်ငွေစည်ရင်းကို IRSC တင်ပြရမှာတော့ Digital Assets တွေကိုရောင်းထုတ်လိုက်ပြီလားဆိုတဲ့မေးခွန်းကို No လို့အမှန်ချက်ခဲ့ပါတယ်။ဒါကြောင့် IRS က2021ခုနှစ်အတွက်အခွန်ဒေါ်လာ2.18မီလီယံနဲ့2022ခုနှစ်အတွက်ဒေါ်လာ1.08မီလီယံကိုထပ်မတွက်ခဲ့ပါဘူး။ ဒါပေမဲ့နောက်ပိုင်းမှာတော့ IRS ဘက်ကဒီကိစ္စကိုသိသွားခဲ့ပြီးအခွန်ရှောင်မှုနဲ့တရားစွဲခဲ့တာဖြစ်ပါတယ်။ US accountant ပြည်သူတွေအနေနဲ့ NFT ရောင်းလိုက်တဲ့ဆိုရင်မြက်တီဖြစ်စေရှုံးတီဖြစ်စေဘလောက်ရတယ်ဆိုတာကိုတင်ပြပေးရမှာဖြစ်ကြောင်းလည်းသတိပေးထားပါတယ်။အခု we cost ကတော့အခွန်ရှောင်မှုကြောင့်ထောင်နဲ့6နှစ်လောက်အထိကြာခံရနိုင်ပြီးဒဏ်ငွေလည်းပေးဆောင်ရနိုင်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါဒါကတော့မြန်ခရစ်တိုရရရှိထားတဲ့ crypto နဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုတက်ဆက်ပေးကြတာဖြစ်ပါတယ်။ ။ဘာလို့ဆိုတော့မှ cryptocurrency ဝယ်ရအောင်လို့ Binance account တခုမရှိသေးဘူးဆိုရင် trading လုပ်တဲ့မှာ fee discount ပြန်ရမယ်။အခုကုတ်ကိုအသုံးပြုပြီးတော့ account ဖွင့်နိုင်ပါတယ်။နားဆင်ပေးကြတဲ့သောတာရှင်များအားလုံး trade တိုင်းမြတ်ကြပါစေခင်ဗျာ။